မတမာသူတွေတိုက်ခိုက်ခြင်းကိုခံနေရတဲ့ BDS ကြောင့်ကူ idol တွေအတွက် online မှာမတမာသူတွေစီကနေပြစ်တင်ဝေဖန်ခံရတယ်ဆိုတာကြမ်းတက်ခက်ထန်တဲ့ K-pop လောကကြီးရဲ့မကြာခဏကြုံတွေ့ရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။အခုတစ်ခါမှလည်း BDS ဂျောင်ကူကမတမာသူတွေရဲ့ဝေဖန်တိုက်ခိုက်ခြင်းကိုခံနေရပြန်ပါတယ်။ဒီလအစောပိုင်းမှာဂျောင်ကူပါဝင်လက်ကျန် BDS memory ကစမှုထမ်းတာဝန်ပြီးဆုံးခဲ့ပြီးပြည်သက်ရှိကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။ ကျောင်းကူကလည်းပြန်ရရောက်ချင်းမာရီမဲဂျေဟုတ်ပြ final concert မှာပါဝင်ပေးခဲ့ပြီးပရိသတ်တွေကို surprise တိုက်ခဲ့ပါရယ်။အဲဒီနောက်မှာတော့ BTS member တွေကသူတို့ရဲ့ဖွဲ့လိုက်လှုပ်ရှားမှုတွေနဲ့အလုံးမရှုပ်ကြသေးခင်နားရရယူနေကြပြီးတချို့ member တွေခရီးထွက်နေကြပါရယ်။ကျောင်းကူနဲ့ဂျီမင်တို့ကလည်းကိုရီးယားကနေအတူတူထွက်သွားကြပေမဲ့ဘယ်ကိုသွားရလဲဆိုတာကိုတော့မသိကြရပါဘူး။ပရိသတ်တွေကကျောင်းကူနဲ့ဂျီမင်ရဲ့ဗီဒီယိုလေးတွေပြန်လည်မျှဝေနေကြပြီး Disney Plus ကကျောင်းကူနဲ့ဂျီမင်ရဲ့ show Are You Sure ရဲ့ season အသစ်ဖြစ်မယ်လို့ခန့်မှန်းနေကြပါရယ်။ ဒါပေမဲ့လည်းဂျောင်ကူရဲ့အားလိုက်ရက်ကိုနီတီဇန်တချို့ကတော့သဘောမကျကြပါဘူး။ဂျောင်ကူကကိုပိုင် Instagram အကောင့်မရှိတဲ့အတွက် Bumble အတွက်ဖွင့်ပေးထားတဲ့အကောင့်က post တွေမှာမတမာသူတွေက comment တွေရေးနေကြပါတယ်။ comment အများစုမှာ homophobic စကားတွေ၊ဂျောင်ကူနဲ့ဂျီမင်ရဲ့အနာယူချိန်ပေါ်မကောင်းတဲ့မှတ်ချက်စကားတွေပြည်နေပြီးဂျောင်ကူကို solo ဘက်ကိုအာရုံစိုက်ဖို့လည်းဖိအားပေးနေကြပါတယ်။ပရိသတ်တွေကတော့ idol နှစ်ယောက်လုံးကိုကာဝယ်ပေးနေကြပြီးအမုန်းစကားတွေကိုဖုံးသွားစေဖို့ကောင်းမွန်တဲ့မှတ်ချက်စကားလေးတွေအများကြီးရေးသားပေးနေကြပါတယ်။ကိုချစ်တဲ့အမှုပညာရှင်စီကကွန်တန့်အသစ် တွေလူချင်းကြရဲဆိုတာနားလည်ပေးလို့ရပေမဲ့ဒီအတွက်နဲ့ idol ပေါ်အမုန်းစကားပြန့်ဝေရဲဆိုတာကတော့လက်မခံပေးနိုင်စရာအပြုအမူတစ်ခုဖြစ်နေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။